ဒီတရများကိုတင်သွားမယ်နော်တရကိုဒိုင်းလို့စတရလို့ခေါ်ရနော်တရမှာအတန်တူတရနဲ့အတန်စီတရနဲ့ရှိရနော်တန်တူတရကိုစရာဆင်းဆန်းလို့ခေါ်ရနော်အတန်ရှိတရကိုစရာဆင်းယောင်းနော်တရကိုစရာလို့ခေါ်ရအတန်ကိုဆင်းလို့ခေါ်ရအတူကြတော့ဆန်စရာဆင်းဆန်းအတန်ရှိကြတော့စရာဆင်းယောင်းโอเคဆရာတော်ဘုရားအောင်ဆုံးရှောက်လုံးရင်နေသွားမယ်နော်တရတန်တူစရာအ စရအဆရာပြောမယ်ကျောင်းသားတွေအာရေအကိုရေးကြည့်အဲ့ဒါဘယ်လိုတန်ထွက်လဲအလိုထွက်တယ်မလားအဲ့ဒီစရအကအတန်မထွက်ဘူးနော်မှတ်ထားမယ်ကျောင်းသားတို့စရအကိုစရအလိုထွက်လို့ရှိရင်မားမယ်နော်အဲ့ဒီစရအကဘာတန်ထွက်လဲဆိုတော့ကျောင်းသားတွေအရေးရှအအကိုသိလားမသိဘူးအဲ့ဒီအအတန်ထွက်ကောင်တဝက်ပဲထွက်တာအအအဲ့ဒီအကိုမထွက်ချင်ထွက်ချင်နဲ့ထွက်တာနော်စရအစရအနော်တော့ဘိုင်း ตระตันศีสระอาสระอาตระตันศีมันเนี่ยอารมณ์ก็เวสนะลงมาปาได้อาจารย์สุบิแล้วมัดทําเนาะสระอาต่อไปตติยะตะลงสระอิสระอิจ้าละดิอารมณ์นี่อิโลสู้จิมั้ยสู้มาไปတော့อารมณ์นี่อิဆိုတဲ့အတတ်မတွက်ဘူးเนาะอารมณ์นี่สังขะอิကိုတပတ်ထွက်တယ်สระอิสระอิ ဆရာအီမလို့မထွက်နဲ့နော်ပပိုင်တရတန်ရှင်ဆရာအီဆရာအီနောက်ပြီးတော့ဒီတရအတန်တို့အတန်ထွက်ကပေါ့နော်မြန်မာစကားမှာမြန်မာအတန်ထွက်မှာမရှိဘူးနော်ဒါကြောင့်မလို့တေချာလေးနားထောင်ပြီးတော့ဆရာပါဇက်ကိုတေချာလေးလက်ကြည့်တာနော်ဆရာအီတော့လက်ကြောင်လေးထွက်လာတဲ့အတန်အီဆရာအီဆရာအီမဟုတ်ဘူးနော်အောက်ကမြန်တန်လုံးလုံးမထွက်စေနဲ့ထပ်သွားမယ်ဆရာအီ တရတန်ရှင်နော်စရအုโอเคအစနေပြန်ပတ်မယ်စရအစရအစရအီစရအီစရအုစရအုထုံးစံနိုင်စာအုပ်တဲ့ကိုလိုက်ပြီးတော့ရေးကြပါနော်ဆရာတော်တရဆလအရေးပုံရင်းနှီးကြည့်မယ်နော်။ចောင်းသားရရဲ့မြင်းချောင်းထဲမှာဒီလိုရေးမယ်။အနုလက္ခဏာလေးကိုရေးရှာရေးမယ်။အဲ့ဒါပြီးတော့တရဆလအခါဒီလိုလေး ဘာလုံးလေးဝိုင်းပြီးတော့เนาะဒီနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင် B ထည့်ပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဥပမာ B ကကောက်ไก่ဆိုလို့ရှိရင်မြေချောင်းပြီเนาะ ID ရဲ့ B ရဲ့နောက်မှာတရာကဒီလိုလေးတရာက B ထည့်သေးနေရမယ်เนาะโอเคចောင်းသားရဲ့စာအုပ်ထဲမှာဒီလိုလေးပဲရှာရေးခဲ့အလားโอเคတရာဆလာအာအတန်ရှိကြည့်မယ်เนาะတရာဆလာအာကအနုလက္ခဏာလေးကိုရေးမယ်ပြီးထားမယ်နေရเนาะအဲ့ဒါပြီးတော့သူမြေချောင်းပြည့်ဆလာအာကโอเคလား ခေါက်ကိုင်ကိုယဉ်ကျေးမယ်အဥပမာအနေနဲ့ B ထည့်ကြည့်မယ်နော်ခေါက်ကိုင်ဆလာအားကသူက B နဲ့တပီးတယ်ပဲနော်ဆက်သွားမယ်တရဆလာ E တရဆလာ E ကပြန်มาလဲ B ရဲ့ပုံမှာနော်တူချောင်းလေးယဉ်မယ်အဲပြီးတော့ခွေးခွေးလေးအပေါ်ကိုခွေးခွေးလေးတက်ပြီးမှအလိုလေးပြန်လာမယ်တရဘလိုယဉ်ကျေးရတယ်နော်မြင်းချောင်းယဉ်ကျေးပြီးတော့လဲအဲလိုလောက်လဲရတယ်မမာဘူးနော်တရဆလာ E ပြီးတော့ပါလဲတရဆလာ E တန်ချီအတရားလေးကို B လေးထည့်ကြည့်မယ်ဥပမာ B ကမြင်းချောင်းပြည့်ဆိုလို့ရှိရင်သူကမြင်းချောင်းရဲ့ပုံမှာ လို့လေနော်โอเคဆရာတို့တရဆလတ် e ကြည့်မယ်တရဆလတ် e ရလဲ g ရဲ့ပုံမှာပဲနော်တရဆလတ် e နဲ့ဆလတ် e နဲ့ပါกว่าလဲတုံချောင်းလေးထည့်လိုက်တာပဲกว่าတယ်အာအနုလက္ခဏာလေးရေးမယ်အဲ့ဒါပြီးတော့တရဆလတ် e ရဆရာဒီလိုရေးတယ်ကျောင်းသားတွေကဒီကောင်လေးကိုအရင်ရေးပြီးတော့တုံချောင်းတက်လိုက်ရတယ်မမအောင်နော်ကိုတက်ကြွန်းတလို့ရေးပါဆရာဥပမာနေနဲ့ b ထည့်ပြမယ်ဒီအမြင်ချောင်းပြဆိုလို့ရှိရင်မြင်ချောင်းရဲ့အပေါ်မှာရှင်နော်အာတရဆလတ် e ပြီးတော့တရဆလတ် u တရက်ဆောက်ဆလတ်ဥကလည်းဘီရဲ့ပေါ်မှာဒုံချောင်းလေးရင်မယ်ဒုံချောင်းပေါ်မှာဆလတ် E လေးကိုရင်ရေးလိုက်ရေးပြီးတော့အလုံးလေးတတိလေးထလိုက်တရက်ဆလတ်ဖြစ်ပါတယ်စမ်းကြည့်မယ်နော်ဟုတ်ကဲ့လားအဘီထည့်ပြီးတော့ရေးမယ်ဆိုရင်ဘီပေါ်မှာဟိုကဒီလိုလေးရှိနေရမယ်နော်အဲတရဆလတ်ဥပြလို့ရှင်တရဆလတ်ဥအတန်ရှိကြည့်မယ်တရဆလတ်ဥလည်းပြည့်ရဲ့ပုံမှာအနုလက္ခဏာလေးရေးမယ်တရဆလတ်ဥနဲ့တရဆလတ်ဤနဲ့ပါကွာလဲ တုတ်ချောင်းတစ်ချောင်းနဲ့နှစ်ချောင်းပဲကွာတယ်ကြည့်မယ်ဆိုတော့တရဆက်လက် EO ရေးရေးမယ်ရေးပြီးတော့တုတ်ချောင်းတစ်ချောင်းထည့်လိုက်တဲ့ဆက်လက် UE ဖြစ်ပါတယ်နော်ကြည့်မယ်ပုပ်ပုပ်โอเคဒီပုံမှန်ထားမယ်ဆိုလို့ရှိရင်တို့ကဒီလိုလေး